ဝရိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအပိုင်းကိုပညာသည်ဗဒ္ဒနာဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာအတိညာဟာဗဒ္ဒနာဖြစ်တယ်။အတိညာကလောကုတ္တရာပိုင်းရောက်တဲ့အခါမှာပို့ပြီးတော့ဥဆောင်မှုရှိတယ်။လောကီပိုင်းမှာစိတ်ကဥဆောင်ပြီးလောကုတ္တရာပိုင်းမှာပညာကဥဆောင်တာ။မဂ်ကင်၈ပါးကိုမြတ်စွာဘုရားဟောတဲ့အခါမှာတမာဒိဋ္ဌိဆိုရက်ပညာကိုရှေ့ဆုံးကထားပြီးဟောတယ်။အကြောင်းမဲ့ရှေ့နောက်စီစဉ်ပြီးဟောတာမျိုးမဟုတ်ဘူး။တကယ်လိုအပ်ချက်တိုင်းပညာကိုရှေ့တန်းတင်ပြီးဟော ဟောခဲ့တာအခုဘောဇင်တရားဟောတဲ့အခါတဘာဝတရားတွေကိုရှုမှတ်ပြီးကိစ္စလေးပါးကိုသိဖို့ကိလေသာတည်းဟူသောအိမ်မောကြခြင်းမှနှုတ်ထားဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာပညာကိုအထောက်အကူပြုတတိဆိုတာအရေးကြီးဆုံးပဲလို့တတိကိုရှေးတန်းထားပြီးဟောတယ်။ထို့နောက်ဓမ္မဝိရိယတန်ဘောဇင်ဆိုတဲ့ပညာကိုဟောတယ်။ဝိရိယတန်ဘောဇင်ဒီကနေ့ဝိရိယတန်ဘောဇင်အကြောင်းကိုရှင်းလင်းဟောကြားပေးပါမယ်။ဝိရိယကိုမဂ်ဂင်၈ပါးမှာတမဝါယမလို့သုံးတာ။ ဒီမှာဝိရိယတံပေါ်စဉ်လို့ခေါ်တယ်။အိန္ဒြေမှာဝိရိယအိန္ဒြေဘုံမှာဝိရိယဘုံဒီလိုဟောတာ။ဝိရိယဆိုတာ တတိပညာတို့နဲ့တွဲဖက်ပြီးအသိဉာဏ်ကိုဖန်တီးပေးနိုင်တဲ့တရားမျိုးဖြစ်တယ်ပေါ့။မြတ်စွာဘုရားအမြဲတမ်းဝိရိယကိုချီးမွမ်းပြီးဟောကြားလေရှိတယ်။ဝိရိယဆိုတာအင်မတန်မှအရေးပါတယ်။ကြိုးစားမှုမရှိဘဲဘယ်အရာမှရလာမှာမဟုတ်ဘူး။ဝိရိယဆိုတဲ့စကားလုံးရဲ့အထိပ္ပယ်ကိုကြည့်ရအောင်။ဝိရိယကိုပုတ်ခွဲတဲ့အခါဝီယဣယလို့ပုတ်ခွဲရမယ်။ဝီယနဲ့ ဝီရနဲ့ဣယပေါင်းလိုက်တဲ့အခါဝီရိယဖြစ်တာပေါ့အဲ့ဒီဝီရိယရဲ့အဓိပ္ပာယ်ကရဲစွမ်းတတ္တိရှိသူတို့ရဲ့လောက်ရတဲ့ရဲစွမ်းတတ္တိရှိသူတို့ရဲ့လောက်ရတဲ့ရဲစွမ်းတတ္တိရှိတယ်ဘာဖြစ်ဖြစ်ရင်ဆိုင်ဝင်တယ်ကမ္မထမ်းလဲအထုတ်တယ်ကြိုးကြိုးစားစားလုပ်တယ်မရမနေဇဲကောင်းကောင်းနဲ့လုပ်တယ်ရဲရင်တဲ့ပုံကိုယ်တွေဆိုတာဖရာတို့ပိစေကဗုဒ္ဓတို့ယန္တာတို့နော်သူတို့တဏ္ဍာမှာဖြစ်တဲ့ဒီစွမ်းအပြည့်တရားကိုဝီရိယလို့ခေါ်တာအနှစ်သာရကြည့်မယ်ဆိုရင် ဝိဝိရဏံကမ္မံဝိရိယံလို့ဆိုတဲ့အတိုင်းရဲရင်သူတို့ရဲ့လုပ်ရက်ရဲရင်သူတို့ရဲ့ကြိုးစားအထုတ်မှုကိုဝိရိယလို့ဒီလိုမှတ်ရမယ်ဝိရိယဤလက္ခဏာဝိရိယကိုလေ့လာတဲ့အခါမှာဝိရိယရဲ့အမှတ်အသားလက္ခဏာ characteristic ကပကဟလက္ခဏာဝိရိယဆိုတာစိတ်အားတွေကိုမြင့်တင်ပေးတဲ့သဘောရှိတယ်ဝိရိယကအတူဖြစ်ဖက်တရားတွေကိုအပေါ်သို့ဆွဲတင်တယ်စိတ်အားကိုဆွဲတင်လိုက်တယ်စိတ်အားတွေဆိုတာတစ်ခါတစ်ခါကြာသွားတာရှိတယ် အဲ့ဒီလိုမကြအောင်သတိလေးရောကြမတော့အောင်ပညာလေးရောကြမတော့အောင်တမာတိလေးရောကြမတော့အောင်ဝိရိယကမြင့်တယ်နော်ဝိရိယသာမရှိဘူးဆိုလို့ရှိရင်သတိလေးအားပြော့တမာတိလေးအားပြော့ပညာလေးအားပြော့ဖြစ်နေမှာပေါ့ဝိရိယကဆွဲပြီးတင်ထားလိုက်တဲ့အခါသူတို့အလုပ်ကိုပြီးပြီးပြင်းပြင်းလုပ်လာတယ်တဲ့ဒါကြောင့်မို့ဝိရိယတန်ဖိုးစဉ်တရားကိုတက္ကဟလက္ခဏာမြင့်တင်ပေးခြင်းလက္ခဏာရှိသည်ဟုဆိုတာဖြစ်တယ်မြင့်တင်ပေးတယ်ဆိုတာအကောင်းဘက်ကိုလည်းမြင့်တင်တယ်အဆိုးဘက်ကိုလည်းမြင့်တင်တယ်အဆိုးဘက်ကိုမြင့်တင်တယ်ဆိုတာလောဘဒေါသမောဟ အိတ်တာမစ္စရိယတို့နဲ့တွဲလာတဲ့ဝိရိယကအဲ့ဒီလောဘစိတ်တွေမြင့်တက်လာအောင်ဒေါသစိတ်တွေပြင်းထန်လာအောင်မြင့်တာပဲအကောင်းဘက်မြင့်တင်နေဆိုတာအာလောဘအာဒေါသအာမောဟမေတ္တာကရုဏာဒါတွေကိုလည်းမြင့်ပေးတာပဲဝိရိယဆိုတဲ့သဘောတရားကိုအကောင်းဘက်ကကြည့်တဲ့အခါအာလောဘအာဒေါသအာမောဟဆိုတဲ့တန့်စင်တဲ့ဖြူစင်တဲ့စိတ်တဲ့အနေအထားတွေကိုမြင့်တင်ပေးခြင်းလက္ခဏာရှိတယ်တဲ့ရောရဲရဲဖြစ်မသွားဘူးလို့ဒီလိုဆိုလိုတယ်နိဗ္ဗာန်ရောက်ဖို့အားထုတ်ရင်ရောရောရဲရဲလုပ်လို့မရဘူးတဲ့နတိတံ တိတိလမာရံဗနတ်ယိတံအပေနသာမတာနိဗ္ဗာနမတိကန်တပံတပ္ပဒုက္ခပမောစနံဒုက္ခဟုသမျှမှလွတ်မြောက်ရာနိဗ္ဗာန်ဆိုတာပော့ပော့ရော့ရော့အားထုတ်လို့ရနိုင်တာမဟုတ်ဘူးတာမန်အစွမ်းစနဲ့ရနိုင်တာမဟုတ်ဘူးကောင်းတဲ့ဘက်မကောင်းတဲ့ဘက်နှစ်ဖက်စလုံးမှာဝိရိယရှိတယ်ဆိုတာမှတ်ထားပါကောင်းတဲ့ဘက်ဝိရိယကရှင်ဘက်တရားတွေကိုမြှောက်ပြင်ပေးတယ်ဆိုတာဝိရိယရှိနေလို့ရှင်ပြင်းလို့မရတော့ဘူး ကာယိကဝိရိယခန္ဓာကိုယ်လှုပ်ရှားဖို့လည်းမပြင်းဘူးစေတသိက်ကဝိရိယစိတ်ဆွမ်းအားလည်းမလျော့ဘူးကိုရောစိတ်ပါထထမြတ်မြတ်ဖြစ်လာတယ်အဲ့ဒီလိုထထမြတ်မြတ်ဖြစ်လာအောင်ဝိရိယကလည်းမြင့်တင်ပေးတာဖြစ်တယ်ဝိရိယရဲ့ဆောင်ရွက်မှုကိစ္စကဥပဋ္ဌံဗနရတထောက်ပံ့ပေးတဲ့အလုပ်ကိုလုပ်တယ်အိမ်ကြီးတိမ်ဟောင်းနှွမ်းလို့လဲပြိုတော့မယ်အနေထားရှိရင်ပြိုကြမတော့အောင် ထောက်ထားရတယ်လို့ဝိရိယကစိတ်တဲ့ပြိုလဲပြိုမတော့အောင်ထောက်ပံ့ပေးထားတယ် ဥပထံဗနရတ္တထောက်ပံ့ပေးခြင်းကြားကံပေးခြင်းကိစ္စရှိတယ်တဲ့ဟောနောက်တစ်ခုဝိရိယကိုယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်ထဲမှာဘယ်ပုံထင်လာတတ်တယ်လဲအနောတိတနာပစ္စုပ္ပထာနာမြုပ်မသွားအောင်လှုပ်ဆောင်ပေးမှုအဖြစ်ထင်လာတယ်မြုပ်သွားတယ်ဆိုတာစွမ်းရည်တတ္တိတွေမပေါ်တော့ဘူးတွန့်ဆုပ်နင်းမြုပ်သွားတဲ့အနေအထားမရှိဘူးစိတ်ဟာအာယုံနဲ့တင်းတင်းကြပ်ကြပ်အလုံးလုံးနေတယ်ပါဠိစာပေမှာလူပြင်းဆိုတာကိုကုတိတာလို့ခေါ်တယ် ုတိတပြင်းရည်သူလို့မြန်မာလိုပြန်ပေမဲ့ဇကလုံးကဖော်ပြတဲ့အနက်ကကုတ်စီတေနအာဂာရီနတီတတီတိကုတိတော်ဆတ်ဆုပ်ဖွဲ့အချင်းရအားဖြင့်မြုပ်သွားသူလို့ဆိုလိုတယ်။စွမ်းဆောင်နိုင်မှုတွေအားနည်းသွားတယ်။တတိလဲပေါ်မလာတော့ဘူး။တမာတိလဲပေါ်မလာဘူး။ပညာလဲပေါ်မလာဘူး။အဲ့ဒီလိုပေါ်မလာပဲမြုပ်ဆင်းသွားတယ်။အဲ့ဒီလိုမြုပ်ဆင်းသွားသူကိုလူပြင်းလို့ခေါ်တာပဲ။မြတ်စွာဘုရားရဲ့သာသနာမှာကြိုးစားအားထုတ်ရမယ်။မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်မလာအောင်ပိတ်ဆို့ရမယ်။ မနိုင်လို့ဝင်ရောက်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားပြရမယ်။မဖြစ်သေးတဲ့ကုသိုလ်တွေကုသနာမှာဖြစ်အောင်လုပ်ရမယ်။ဖြစ်ပြီးသားကုသိုလ်တွေတိုးတက်များပြားလာအောင်လုပ်ရမယ်။ဝိရိယနဲ့ရှင်ပြီးတော့ဖြစ်လာတဲ့တရားတွေကိုထောက်ပံ့ကူညီပေးထားသည့်အတွက်ဘယ်တရားကမှနင့်မြုပ်သွားတာမရှိဘူး။အဲဒီဝိရိယကိုဘယ်နည်းနဲ့ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာဖြစ်အောင်လုပ်ရမလဲ။ဝိရိယတန်ဖိုးစဉ်ဤအကြောင်းတရားဝိရိယတန်ဖိုးစဉ်ဖြစ်ဖို့ရအတွက်အကြောင်း၁၀မျိုးရှိတယ်တဲ့။တစ်ကအပေစင်းရဲကိုတွေးတောဆင်ခြင်ပေးခြင်းဆင်ခြင်ပေးရခြင်း 조사ကြံလအောင်အပယ်စင်းရဲကိုဆင်ကျင်ပေးရမယ်။ငရဲကြနေမယ်ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်တွေတားဆီးဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားအထောက်ဖို့ဆိုတာဘာ chance ပါမရှိဘူး။ဒီတော့ငရဲတရိတ်ဆန်ပိတ်တာအတူရကဲဆိုတဲ့အထဲမှာရောက်နေမယ်ဆိုရင်အခုလိုကြိုးပမ်းအထောက်မှုမျိုးမရနိုင်ဘူး။တရိတ်ဆန်ဖြစ်နေပြီဆိုလို့ရှိရင်ဘယ်တရိတ်ဆန်ကမ္မထမ်းအထောက်နိုင်မလဲ။ကုသိုလ်တော်မှမလုပ်နိုင်တာပဲ။ လုံနိုင်တဲ့ဒရိဆန်ဆိုတာအင်မတန်မှနည်းရပေါ့ပိတ်တာဆိုတာလည်းငက်ပြက်နေတာဆိုတော့စားစရာရှာရတာနဲ့ပဲသူတို့အချိန်ကုန်နေမှာပဲဒီတော့ငရေဒရိဆန်ပိတ်တာအသူရကဲဆိုရဲဒီဘုံဘဝတွေမှာရောက်နေတဲ့အချိန်ဆိုလို့ရှိရင်ကြိုးစားအထုတ်မှုဆိုတာဘလို့မှမဖြစ်နိုင်ဘူးအခုကငါကြိုးစားအထုတ်လို့ဖြစ်တယ်ဒါကြောင့်မို့အပေဘုံငါမရအောင်ကြိုးစားမှပဲလို့ဆိုရဲအတွေးနဲ့ကိုယ်စိတ်အားကိုမြင့်ပေးတာနှစ်ကြိုးစားအထုတ်မှုရဲ့အကျိုးကျေးဇူးကိုစင်ကျင်ကြည့်ခြင်းဘုရားအလောင်းတော်ဟာကြိုးစားလိုက်တာလေးတင်ချင်းနဲ့ကဘာတသိက် သူများတွေမလုံနိုင်တဲ့အလုပ်တွေလုပ်ပြီးပါရမီ10ပါအပြား30စွန့်ချင်းကြီး9ပါဆရိယာ3ပါတို့ကိုဖြစ်ကျင်ခဲ့တာဘလောက်ထိအောင်ဇွဲကောင်းတော့ဆိုလို့ရှိရင်ဒီပင်ကရမျက်စွာဖျားထံမှာဗျာဒိယာပြီးတဲ့နောက်မှာဇွဲကောင်းကောင်းနဲ့အမျက်မပြတ်လှုပ်လာခဲ့တာလေအကယ်၍သာဒုက္ခဖြစ်လွန်းလှပါတယ်မဖြစ်ချင်တော့ပါဘူးလို့ဖျားမဖြစ်ချင်တော့ပါဘူးလို့လျှော့သွားရင်ဖြစ်မှာမဟုတ်ဘူးဒါကတော့သိကြတယ်ဂျိုးပန်းအားထုတ်တဲ့အတွက်ကြောင့်လောသုံးလောကမှာရှိတဲ့တရားဝါတွေအားလုံးဟာဥဋ္ဌိဋ္ဌထားပြီးတော့ရှ िख ိုးကြတယ် ပူဇော်ကြရတဲ့ဖះဆိုတာဖြစ်တာဒါဝိရိယရဲ့အကျိုးကျေးဇူးလို့ပြောတာယဟန္တာပုဂ္ဂိုလ်တွေယဟန္တာဖြစ်သွားတာလဲအချောင်ယဟန္တာဖြစ်တာမဟုတ်ဘူးသူတို့လည်းကြိုးစားကြတာကြိုးစားလို့ဖြစ်တာကြိုးစားရဲဆိုတာဒီတဘွားရဲမကြည့်နဲ့ဘဝအောင်များသွားကြတဲ့ကကြိုးစားခဲ့တာဒီဘဝကြတော့မှကိုကြိုးစားမှုကအထွတ်ထိပ်ကိုရောက်တယ်လို့ဒီလိုပြောတာဝိရိယရဲ့အကျိုးကျေးဇူးဆိုတာကိုဆင်ခြင်ပေးရမယ်တဲ့ကြိုးစားလို့ဖះဖြစ်တယ်ကြိုးစားလို့ပိစေကဗုဒ္ဓဖြစ်တယ်ကြိုးစားလို့ယဟန္တာတွေဖြစ်တယ်ငါလည်းကြိုးစားမှပဲမကြိုးစားရင် ရမှာမဟုတ်ဘူးလို့ဆိုပြီးတော့ကိုယ့်ရဲ့ဝိရိယစွမ်းအားကိုမြှင့်တင်ပေးပါတယ်ဒါကဒုတိယအချက်၃ဂျိုးပန်းအားထုတ်တယ်ဆိုတာမြတ်စွာဘုရားရဲ့လမ်းစဉ်ပဲဖြစ်တယ်မြတ်စွာဘုရားဟာအမြဲတမ်းဝိရိယကိုချီးမွမ်းပြောကြလေရှိတယ်ဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ထူးခြားတဲ့တရားဓမ္မကိုရသွားတဲ့ပုဂ္ဂိုလ်တွေဟာကြိုးစားကြတယ်ကြိုးစားအားထုတ်မှုကသူတို့သွားတဲ့လမ်းကြောင်းကြီးပဲကြိုးစားမှုဆိုတာဘုရားရဟန္တာတွေသွားတဲ့လမ်းငါလည်းအဲ့ဒီလမ်းကိုလိုက်ရမယ်လို့ကြိုးစားမှုရဲ့အကျိုးကျေးဇူးကိုဆင်ခြင်ပြီးကုသန္တမှာဝိရိယစွမ်းအားတွေတက်လာအောင် လုပ်ပေးပါတယ်၄ ဒကာဒကာမတွေလှူတဲ့ဆုံးအပေါ်မှာအလေးနဲ့ထားခြင်းမျိုးသေးလေးစားခြင်းအလေးနဲ့ထားတယ်ဆိုတာအလေးကယူပြုတယ်အဲဒီလိုအလေးကယူပြုခြင်းအပြင်လဲကိုယ်စိတ်ဆွမ်းအားတွေတက်လာနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးအထကရာမှာမထေတဘာရဲ့အထုပ်ပတ်တီကိုမှတ်တမ်းတင်ထားတာရှိတယ်များသောအားဖြင့်အထကရာမှာပါတဲ့အထုပ်ပတ်တီတွေကတီဟိုဝိထုတွေများတယ်တီဟိုမှာအထကရာရေးတာဖြစ်လို့အထကရာတွေထဲမှာသူတို့အကြောင်းဝိထုတွေထည့်သွင်းလို့ခဏိအထိဒီဝိထုအကြောင်းတွေကရှိနေတယ်ရှင်မဟာမိတ်တဝိထု မဟာမိတ်တဝိထုဆိုတာရှိတယ်။အဲ့ဒီမဟာမိတ်တမထေကတနေ့ဆုံးငယ်ကြွားသွားတဲ့အခါမှာအမေလုတဲ့ပုဂ္ဂိုလ်ကသမီးကိုမှားနေတာ။ဆုံးရရင်တစုံတစကြားလိုက်တယ်။အမေလုတဲ့ပုဂ္ဂိုလ်ကသမီးကိုမှားနေတာဆုံးရရင်တစုံတစကြားလိုက်တယ်။အမေလုတဲ့ပုဂ္ဂိုလ်ကငါသမီးဖုန်းကြီးကြွားလာလို့ရှိရင်ဒီနှစ်ချွတ်ဆိုင်ကလေးနဲ့ချက်ဦးထဲမှာထောပတ်ရှိတယ်။ဦးထဲမှာနှုတ်ရှိတယ်။ဦးထဲမှာတင်လဲရှိတယ်။ကောင်းကောင်းမွန်မွန်ချက်ပြုတ်ပြီးဆွန်လောင်းလိုက်လို့မှားထားခဲ့တယ်။ ဒါဖြင့်အမိအတွက်တော့မလုပ်ရမတော့ဆိုငါအတွက်ကမလုပ်ဘူးတဲ့မနေ့ကကြမ်းတဲ့ထမင်းကြမ်းကလေးစားပြီးပြီတဲ့ဒါဖြင့်နေ့စာညစာတော့မလုပ်ပြရမတော့လို့သူသမီးကမေးတယ်အေးညစာတော့ဖြစ်တယ်လို့ပေါ့ဟင်းရွက်လေးနဲ့ယာကူလေးနဲ့ရောကြော်ပြီးတောက်ကြတာပေါ့လို့အဲ့ဒီလိုပြောတယ်စွန့်ငံကြွလာတဲ့ကိုတော်ကတားမီစကားကြားသွားတယ်ကြားတော့ကြည်စမ်းပါဦးငါ့ကိုဒီလိုဂယုတဆိုင်စွန့်လူတာဟာငါစီကပတ်ဆိုင်လူချင်းလို့လည်းမဟုတ်ဘူးကြော်စောချင်းလို့လည်းမဟုတ်ဘူးတကယ်ကိုတရားတရားဆက်ဆက်နဲ့လောက်တာဒီတော့ဒီလောက်တရား တရားကောင်းတဲ့ပုံကိုရဲ့ဆုံးကိုငါပုထုဇဉ်ဘဝနဲ့ဆားလို့ရှိရင်မတော်ဘူးဒါဆုံးကိုအလေးနက်ထားတာလေဒီလိုဆုံးမျိုးကိုတရားမကျင့်ဘဲပြင်းထန်ပြင်းရောနေတဲ့ပုံကိုနဲ့မတော်ဘူးဒီကနေ့ပဲငါယဟန္တာဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတပိတ်ကိုအိတ်ထဲထည့်ပြီးကြောင်းပြန်သွားတယ်ကြောင်းရောက်တဲ့အခါမှာအဋိဌံလိုက်တယ်ယဟန္တာမဖြစ်မချင်းဒီတင်မင်္ဂလွေကိုတင်ပလင်ခွေကိုမဖြုတ်ဘူးဒီနေရာကမထဘူးလို့ကြိုးစားတယ်ငကိုကလေးပဲတရားအထုတ်တဲ့အချိန်ကရှိတယ်အဲ့ဒီအချိန်ပေါ်မှာဝိရိယဆိုတဲ့စိတ်ဆွမ်းအားတွေကို ချက်မြင့်လိုက်တဲ့အခါသူဟာမောမလွဲခင်ပဲယဟန္တာကြီးဖြစ်သွားတယ်။ယဟန္တာဖြစ်သွားတဲ့အခါကျတော့မှတပိတ်ကိုပိုက်၍အိမ်ကိုကြွသွားတယ်။ယဟန္တာဖြစ်တဲ့နေ့ကခိုင်းနေနဲ့မတူဘူး။အသားအရောင်တွေကပိုပြီးတော့ကြီးလင်းလာတယ်။မျက်နှာတွေကလည်းရှင်ပြနေတယ်။တရားထူးတရားမြတ်ရတဲ့ပုံကိုဆိုတော့အင်မတန်မှတိမ်မွေ့သွားတယ်။သမီးလှုပ်တဲ့ပုံကဒီနေ့နေမြင့်မှကြွလာတယ်ဆိုပြီးသူ့အမိမှထားတဲ့အတိုင်းဆွန်းလောင်းလိုက်တယ်။သူအငဲခတ်တယ်။ဒီကနေ့ယဟန္တာဟာခိုင်းတဲ့မျက်နှာအဆင်းတွေကြီးလင်းတယ်လို့သူ့အမိလာတဲ့အခါပြောတယ်။ သူ့မိကငါသမီးဒီနေ့တော့လူဖုံးကြီးတော့ယဟန္တာဖြစ်သွားတာသိကြပြီအဲ့ဒါပိဏပါတာပဆာယနာကျွေးမွေးတဲ့ဆုံးကိုအလေးနဲ့ထားပြီးတော့အလုတ်ကိုအလုတ်လုတာလို့ဆိုလိုတယ်ငါဒါရစ္စမဟာတမြတ်စွာဘုရားကပေးခဲ့တဲ့ဓမ္မအမူအရာအင်မတန်မှမြင့်မြတ်တယ်ဓမ္မအမူအရေးဆိုတာဘောဓိပက္ခိယ139ပါပဲမဘုနိဗ္ဗာန်ဒီဟာရီဟာမြတ်စွာဘုရားပေးတဲ့အမူဒီအမူတွေဟာအင်မတန်မှကြီးမြတ်တဲ့အမူတွေဖြစ်တယ်ပေါ့ပေါ့ရော့ရော့နေလို့တော့မရဘူးပေါ့ဆိုပြီးတော့ စိတ်ဆုံးအားကိုတင်းပြီးတော့အားထုတ်ပြန်တော့6တတ္ထမဟာတတရားကျင့်ဖို့လမ်းညွှန်နေတဲ့မြတ်စွာဘုရားဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသူကိုယ်တိုင်လည်းတရားထူးတရားမြတ်ရပြီးတလောကတုန်းကဥညွတ်ရတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒီဥညွတ်ရတဲ့ပုဂ္ဂိုလ်ရဲ့သာသနာမှာဝင်ရောက်နေပြီးတော့ငါဟာပေါ်ဒီပေါ်ဆာနေလို့ဘယ်ဖြစ်ပါမလဲလို့စဉ်းကျင်စဉ်းစားပြီးဝိရိယတရားတွေကိုစ조사အားထုတ်တယ်တဲ့ခုနှစ်ဇာတိမဟာတမြတ်စွာဘုရားဟာတာဂီဝင်မင်းတာဂီဝင်မင်း ဇက်ကခတ္တိယဇက်ဒီတော့မြတ်စွာဘုရားရဲ့တပည့်ခန်းလိုက်ကလေးကကိုကလည်းပဲဒီဇက်ထဲဝင်သွားတာပဲเนาะဒီတော့အလွန်မွန်မြတ်တဲ့ဇက်ထဲရောက်နေရဲ့သားနဲ့ပော့ပော့ရော့ရော့နေဘယ်ဖြစ်မှာလဲမဖြစ်ဘူးပော့ပော့ရော့ရော့မနေသင့်ဘူးလို့ကိုယ်စိတ်ကိုဆုံးမလိုက်တဲ့အခါဝိရိယတွေတက်လာပြန်တယ်ရှစ်တဗျမစာကြီးမဟတ္တတဗျမစာကြီးဆိုတာအတူကျင့်မော်သတင်းသတင်းသုံးဖက်ရဟန်းတွေအချင်းချင်းဗုဒ္ဓဘာသာတွေအချင်းချင်းအဲ့ဓာတွေဟာတဗျမစာကြီးပဲ တရားကျင့်ဘော်တွေလို့ဒီလိုပြောရတယ်။ဘာလို့ရတရားကျင့်ဘော်တွေကိုကြည့်လိုက်မယ်ဆိုရင်ရှင်သာရိပုတ္တရာတို့ရှင်မောကလန်းတို့ရှင်မာကတ္တပါတို့ရှင်အာနန္ဒာတို့တကယ်ဒိဋ္ဌိကျယ်တွေပဲ။တို့မျိုးယိုးကဒါလောက်ဒိဋ္ဌိကျယ်တွေဖြစ်ရတာနဲ့ငါဟာပေါ်ဒီပေါ်ဆာနေလို့ရှိရင်မတော်ဘူးလို့ရဟန်းဆက်ရောက်နေတဲ့ပုံကိုယ်တွေကဒီလိုဆင်ခြင်ရမယ်။ဖရာတရားကိုးကွယ်တဲ့ဥပဒကဥပတိကမတွေအနေနဲ့အနာရဘိန်းတို့ဝိတာခါတို့စတ္တပါရိဥပဒကတို့မဟာနာမဥပဒကတို့ ဟထာလာဝကဥပဒကားတို့အဲ့ဒီဥပဒကားတွေလိုပဲငါလဲဖျားကိုကိုွယ်တဲ့ဥပဒကားဖြစ်တယ်။ဥပတိကာမတွေဖြစ်တယ်။ပော့ပော့ရော့ရော့နေလို့မတော်ဘူး။ဒီလိုနှလုံးသွင်းဆင်ခြင်လိုက်လို့ရှိရင်ဝိဝိရိယတရားဟာစွာတက်လာနိုင်တယ်လို့ဒီလိုပြောတာနော်။ကိုပြင်းတဲ့ပုံကိုကိုဝေးဝေးရှောင်းတဲ့အပြင်းကူးသွားတတ်တယ်။အပြင်းကူးလားမကူးလားတော့မသိဘူး။တန်းတဲ့လူနာနေကိုလည်းတန်းတာပဲ။အဲ့ဒါအဲ့တော့အတန်းကူးတာတော့သေးကြတယ်။အပြင်းကလည်းကူးနိုင်တယ် ပြင်းတဲ့လူနဲ့အတူတူနေလို့ရှိရင်အပြင်းကူးသွားပြီးဘာမှမလုပ်ချင်တော့ဘူးဘာမှမလုပ်တော့ဘူးအဲ့ဒါမျိုးမဖြစ်အောင်တဲ့ပြင်းတဲ့လူကိုရှောင်ပါတဲ့တဆယ်လုံလဝရိယရှိတဲ့ပုံကိုယ်နဲ့အတူနေရင်ဝရိယရှိတယ်သူကလုံနေတယ်ဆိုတော့ကိုကထိုင်နေလို့မဖြစ်ဘူးဆိုပြီးတော့ထလှုပ်ကြရတာလုံလဝရိယရှိတဲ့ပုံကိုယ်ကိုအတူယူအားကြပြီးတော့ကိုလည်းစူးစမ်းအထောက်ရမယ်တဲ့ဆက်တဲ့ဝိရိယဖြစ်ဖို့စိတ်ကိုအမြဲတမ်းညွတ်နေရမယ်။ငါစူးစမ်းရမယ်၊စူးစမ်းရမယ်အဲ့ဒီလို။ဒီအကြောင်းတရား၁၇ပါးဟာဝိရိယံ ဝိရိယတန်ဖိုးစဉ်ဖြစ်ဖို့ရာအတွက်အထောက်အကူအကြောင်းတရားတွေဖြစ်ပါတယ်တဲ့ပြန်ပြောရမယ်ဆိုရင်နံပါတ်1ကအပေဒုက္ခကိုစင်ကျင်စဉ်းစားပြီးကိုကိုကိုဆွမ်းအားမြင့်အောင်လုပ်ရတယ်နံပါတ်2ကဝိရိယရဲ့အကျိုးကျေးဇူးတွေစင်ကျင်စဉ်းစားပြီးတော့ဝိရိယတွန်းအားကိုဖြစ်စေရမယ်နံပါတ်3ကကျိုးပန်းအားထုတ်မှုဟာဖရာယဟန်းတာတို့ရဲ့သွားရလံဖြစ်တယ်လို့ဆိုပြီးတော့စူးစမ်းအားထုတ်ရမယ်နံပါတ်၄ကတော့သူများလှူရဲဆုံးကိုစားရတဲ့အခါမှာဆုံးပေါ်မှာအလေးနဲ့ထားရမယ်။ပုထုဇဉ်ဘဝနဲ့ငါမစားတတ်ဘူး။ဆုံးလှူတဲ့သူတွေအကျိုးရှိအောင် ရဟန္တာဖြစ်အောင်ကြင့်မှပဲလို့ဒီလိုဆုံးပုံမှာအလေးထားရမယ်။ဒါကဇွန်တင်ဆိုတော့သင်ငန်းကြတော့မပါဘူးလားဆိုပါတာပေါ့။ခုခေတ် CYC တို့ဘားတို့3 3 rifle တို့ဩငါတရားထူးမရဘဲနဲ့ဒါတွေမဝတ်ထိုက်ဘူးလို့ဆိုပြီးတော့စ조사ရင်ရမှာသိကြတယ်။ဒီတော့ပစ္စည်းလေးပါပေါ့။ဒကာဒကာမတွေကအเจ้าတွေလည်းပဲအကောင်းကြီးတွေစောက်လှူကြတယ်။ဒီเจ้าပေါ်မှာငါအိတ်နေလို့မတော်ဘူး။တရားအထုတ်မှပဲဆိုဟောဝိရိယဖြစ်လာတယ်။အဲ့ဒီလိုပိဏပါတာပိဏပါတာ ပစာယနာဆိုတာစွန်းကိုဥတီပြောပေမဲ့ဂျန်နာရီပါတယ်လို့ဒီလိုမှတ်ရမယ်။ဟောနောက်၅ခုမြောက်ဒါဟိဇမဟတ္တအမွေနဲ့ပတ်သက်ပြီးကြီးကျယ်မှုကိုစဉ်းစားဆင်ခြင်ရမယ်။နံပါတ်၆တတ္ထုမဟတ္တကိုယ့်ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့ကြီးကျယ်မှုကိုဆင်ခြင်ပြီးဝိရိယဖြစ်အောင်လုပ်ရမယ်။နံပါတ်၇ကဇာတိမဟတ္တမျိုးရိုးဇာတိကိုကိုယ့်ဟာကိုယ်မြင့်တင်ပြီးမြတ်စွာဘုရားရဲ့မျိုးရိုးထဲမှာတို့တွေပါတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုမြင့်တင်ပြီးတော့ဝိရိယရှိအောင်ကြိုးစားရမယ်။နံပါတ်၈က ကိုယ့်ရဲ့သတင်းသုံးပေါ်တွေဖြစ်တဲ့ပုံကိုယ်တွေလုံလဝရိယထုတ်လို့ជីវ៉ាတိုးတက်သွားကြတာတွေကိုကြည့်ပြီးတော့ကိုယ်လည်းជីវ៉ាတိုးတက်အောင်လုပ်ရမယ်တဲ့နံပါတ်9ကတော့ပြင်းတဲ့လူကိုရှောင်ရမယ်နံပါတ်10ကစူးစားအားထုတ်တဲ့ပုံကိုယ်နဲ့အပေါင်းအသင်းလုပ်ရမယ်နံပါတ်17ကျတော့ဝရိယဖြစ်ဖို့ရာအတွက်အမြဲတမ်းစိတ်ညွတ်နေရမယ်လို့ဒီလိုဆိုလိုတာပိဏပါတိကတိတ်တမထေဝတ္ထုမိသားစုတစုဟာအင်မတန်မှဆင်းရဲတယ်။တာမီတာဖာ၃ယောက်ထဲရှိတယ်။သမီးလေးတစ်ယောက်ပဲရှိတယ်။တော့တဲ့ထင်းသွားခုတ်ပြီးထင်းရောက်လို့ရတဲ့ငွေနဲ့အတန်မိုးရတယ်လို့ လင်မယားနှစ်ယောက်စလုံးဟာသရာတရားအလွန်ကောင်းတယ်။ဘုန်းကြီးတို့ဘုန်းကြီးကိုဆွမ်းလောင်းကျင်တယ်ဒါပေမဲ့သူတို့ကကောင်းကောင်းမတတ်နိုင်ဘူးဈေးကကြီးတာကိုအဲ့ဒီခေတ်ကလည်းမတတ်နိုင်တော့သူဆုံးဆိုလို့ရှိရင်ကိုရင်လေးတွေကလာလှူရင်ယူလိုက်ပြီးတော့သူတို့ရှေ့မှာပဲဆွန့်ပစ်လိုက်ကြတယ်အဲ့ဒီမှာသူတို့ရင်ထဲမကောင်းဘူးငါတို့ဆွန်ရင်ဆွန်းကလည်းညံ့တာကိုဒီတော့ဒိုးဆွန်းပဲကြိုက်ပါမတော့ ကောင်းအောင်လုပ်မယ်လို့ယောက်ျားလုပ်တဲ့သူကသူမျိုးသမီးကိုတိုင်းမယ်နဲ့သူမျိုးသမီးကအောင်မလေးကိုသမီးရှိနေတာပဲလှုပ်ချင်ရင်ဖြစ်ပါတယ်သမီးလေးကိုသုံးနေတဲ့သူများအိမ်ပို့လိုက်တယ်ပိုက်ဆံဆန်းတဲ့ချက်နဲ့ငွေဆန်းတဲ့ချက်ယူပြီးသမီးကိုသူများအိမ်မှာအကူလုပ်ဖို့ဆိုပြီးပို့လိုက်တယ်အဲ့ဒီဆန်းတဲ့ချက်နဲ့နွားမကြီးတကောင်ဝယ်တယ်နွားမတကောင်ဝယ်ပြီးနွားနုညက်တယ်ထောပတ်ချက်တယ်သူတို့ဝယ်လိုက်မှအဲ့ဒီနွားမကြီးကလည်းနှုတ်တွေပို့ရတယ်တဲ့နှုတ်ပို့ထွက်တယ်တဲ့အဲ့ဒါနဲ့ကောင်းကောင်းမွန်မွန်ချက်ပြီးတော့တန်ဃာတွေကိုမပြက်ကတ်တဲ့အခါခါတိုင်းလို့မဟုတ်ဘူး သူတို့ကနာမည်မပြတ်တော့ဒီအိမ်ကအကောင်စားကတ်တာဆိုဖုံးရှိတဲ့ကိုတော်မှအဲ့ဒါစားလို့ရတယ်ဖုံးနေတဲ့ကိုတော်တွေမစားရဘူးတဲ့သူ့အိမ်ကိုကြံကောင်းတဲ့ပုံကိုယ်တွေကြွားကြတယ်အဲ့လိုနဲ့သမီးလေးကသူများအိမ်ကြွခံရတယ်ဆိုပါစို့ပြန်ပြီးတော့ရွေးရမယ်ရွေးဖို့သူ့လက်ထဲမှာပိုက်ဆံမရှိတော့ဘာလုပ်တုံးဆိုရင်ကြံကြိတ်တဲ့ဆက်တဆက်ကိုသွားပြီးတော့သူ6လအလုပ်လုပ်တယ်တဲ့အဲ့ဒီတုန်းကလက်ကကလည်းမရရှာပါဘူးတစ်လမှာ2ကြက်ရတယ်နော်6လလုံးမှာ12ကြက်ရတယ် တမီးလေးတော့ရွေးလို့လောက်ပြီဒီဆန်းတဲ့ချက်နဲ့ရပြီဆိုပြီးတော့တမီးလေးရွေးဖို့သွားတယ်လမ်းမှာဘုန်းကြီးတစ်ပါးနဲ့တွေ့တယ်တွေ့တဲ့အခါဆွန့်ကပ်ချင်တာသူတယောက်သူတယောက်ကလည်းပဲလူတယောက်ကလည်းပဲထမင်းတုပ်ကလေးနဲ့လာတယ်တဲ့အဲ့ဒီထမင်းတုပ်ကလေးကိုရောင်းပါလို့ပြောတယ်တကယ်ကတော့ထမင်းတုပ်ကပြား90လောက်ပဲရှိတာဒီတော့သူကမရောင်းပါဆိုလို့တကြက်ပေးပါမယ်လို့ပြောတော့ဟိုလူကအကဲခတ်တယ်ဟာဒီကောင်အရေးကြီးလို့နေမှာဆိုပြီးဈေးမြင့်လိုက်တယ်ဈေးတက်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 ပြီးတော့ပြောတာ72ကျက်သူ့လက်ထဲမှာရှိတာကုံရောအဲ့ဒါပေးလိုက်ရတယ် ထမင်းတထုပ်ကိုထမင်းတထုပ်ကိုပတ်စံ12ကျက်နဲ့ဝယ်လိုက်ရတယ်။ဝယ်ပြီးတဲ့အခါကျတော့ယဟန်တော်ကိုသွားပြီးတော့ဆွန့်ကပ်တယ်။အဲ့လိုဆွန့်ကပ်တော့သူသမီးကိုမယွေးနိုင်တော့ဘူးပေါ့။အဲ့ဒီယဟန်တော်မထေကလည်းပဲဒီဆွန့်ဆားပြီးတော့ဒီအကြောင်းတွေသိတဲ့အခါတရားဓမ္မကြိုးစားအားထုတ်လိုက်တာယဟန်နာကြီးဖြစ်သွားတယ်။ယဟန်နာမထေကြီးကတန်ဃာတွေအကုန်လုံးကိုပြင့်ပြီးသူ့အပေါ်မှာတရားသူတရားမြတ်နဲ့ပတ်သက်ပြီး တန်တရားရှင်ပြောကြပါလို့ဆိုတယ်။တန်ဃာတွေကအရှင်ဖုရားဒီလောက်တရားကျင့်နေတဲ့ပုဂ္ဂိုလ်ရဟန္တာမဖြစ်ဘူးလို့တပည့်တော်တို့မပြောပါဘူးဖုရားလို့ဆိုတယ်။ရဟန္တာဖြစ်ပြီးမကြခင်ပဲသူကပြိဋ္ဌိဘံဆံသွားတယ်။အဲ့ဒီတော့ကဒီဟိုမှာအုပ်ချုပ်နေတဲ့ဘရင်ကကာကဝဏတိတ်တဆိုတဲ့ဘရင်ဖြစ်တယ်။ရဟန္တာတပါပြိဋ္ဌိဘံဆံတယ်ဆိုပြီးတော့ဘရင်ကကြကြုံမလို့သွားတာ။တလားကောင်းကိုမလို့မရဘူး။ရဟန္တာမထေမြတ်ကသူ့ဆွန်းတကာမမကြွမင်းဆွန်းတကာမမမရင်မကြွစီရလို့အဋိဌာန်ထားခဲ့တာ။ ဘရင်ကြီးကမိသကြိုကိုဒီလောင်းကိုမတာဘလို့မှမမရတဲ့အခါယဟန်တွေကိုပြီးတော့ယဟန်တွေကအဋ္ဌံခဲ့တဲ့အကြောင်းပြောတယ်ဘရင်ကအဲ့ဒီလူကိုရအောင်ရှာခေါ်ပြီးအလောင်းကိုဖွင့်ပြတယ်မင်းဆုံးကပ်လိုက်တဲ့ဘုံကြီးဒီဘုံကြီးဟုတ်လားဆိုတော့ဟာဟုတ်ပါတယ်ဆိုပြီးတော့သူကဝမ်းနဲ့ပန်းနဲ့ငိုကြွေးပြီးအစ်စ်ပါတဲ့သူဆုံးကပ်လိုက်တဲ့ယဟန်တော်ပါပဲဆိုတယ်အဲ့ဒီအချိန်မှာသူလဲရှ िख ိုးပြီးလက်နဲ့ပင့်မဖို့လဲလှုပ်လိုက်ရောအလောင်းကကောင်းငင်ရောက်သွားပြီးသူ့ဘာသာသူတီစောတက်လောင်ပြီးငိမ့်ငိမ့်နေတဲ့ အဲ့ဒီဝိထုကိုလည်းပဲအထကရာထဲမှာမှတ်တမ်းတင်ထားတာရှိတယ်ပေါ့ဒီဟန်းကလည်းခုနကသမီးရွေးမဲ့ပိုက်ဆံတဲ့ငါ့ကိုဆွန့်ကတ်တယ်ဆိုတာကိုအလေးထားပြီးတော့စ조사အထုတ်တာလေတန်မိုးရှိအောင်조사အထုတ်တယ်အဲကြောင့်မို့ဝိရိယတန်ဘောစင်ဆိုတာကိုယ်တန်တာမှာမဖြစ်သေးလို့ရှိရင်ဖြစ်အောင်တွန်းအားတွေပေးဖို့လိုအပ်တယ်အဲ့လိုတွန်းအားတွေပေးပြီးတော့စင်ကျင်စဉ်းစားခြင်းဖြင့်တမထခြင်းစဉ်လည်းကျင့်နိုင်တယ်ဝိပဿနာခြင်းစဉ်လည်းကျင့်နိုင်တယ်ကိုကိုကိုမိမိလဲလျော့မနေပဲကောင်းကျိုးချမ်းသာဖြစ်ပွားစေတဲ့တရားတွေကို ချင့်ညံကြိုးကိုအားထုတ်ကြတယ်လို့ဒီလိုဆိုလိုတာနော်ဝိရိယတန်ဘောဇက်ကကောင်းပြီဒီဝိရိယကိုဘယ်အတိုင်းတာအထိလုံးရမတုံးလို့မင်းမယ်ဆိုလို့ရှိရင်ပထမတော့ကပြောခဲ့တဲ့အတိုင်းပဲဝိရိယတန်ဘောဇင်ကိုဝိဝေကနေတိတဝိပဿနာနဲ့တွဲသွားအောင်မတ်နဲ့တွဲသွားအောင်ဖူနဲ့တွဲသွားအောင်နိဗ္ဗာန်အထိဆက်ရောက်သွားအောင်ကျင့်ရမယ်လို့ဆိုလိုတယ်အဲဒီလိုကျင့်မှတဏှာဆိုတာကုန်တယ်တဏှာကုန်ရင်ဘာကုန်တော့ဆိုရင်ကံလည်းကုန်သွားတာလို့ပြောတာနော်အဲဒီလိုတဏှာကုန်ကံကုန်လို့ရှိရင်ဘာဖြစ်လဲဆိုရင်ဒုက္ခတွေချုပ်ငြိမ့်သွားတယ် ောက်ဆုံးမှာတန်တရာဝေဆင်းရဲ့တန်တရာဒုက္ခတွေငြိမ်းဖို့ရာအတွက်အဓိကကိုဒါကြောင့်မို့ကိုယ်တန်တမှာလုံလဝရိယတွေဖြစ်စေပြီးတော့မိမိတို့တန်တမှာရှိနေတဲ့ဆွာတွေကိုအသုံးချပြီးတော့တန်တရာကတန်တရာကနေပြီးပါလာတဲ့မဖြူစင်တဲ့သဘာဝတရားတွေအဝိဇ္ဇာတို့တဏှာတို့စတဲ့ကိလေသာတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့အဲဒီလိုကြိုးစားခြင်းဖြင့်နောက်ဆုံးမှာဆင်းရဲဒုက္ခကိုဖယ်ရှားနိုင်မှာဖြစ်တယ်တဲ့တဏှာပယ်နိုင်မှကံတွေကလည်းအကျိုးမပေးပါဒီတော့တဏှာပြောက်သွားရင်ကုသိုလ်ကံအကုသိုလ်ကံတွေလည်းချုပ်ငြိမ့်သွားတယ် ကုသိုလ်ကံအကုသိုလ်ကံတွေခြုံငိမ့်သွားလို့ရှိရင်ထိုကံရဲ့အကျိုးဖြစ်တဲ့အကျိုးဆက်တွေဒုက္ခတွေဟာလည်းပဲခြုံငိမ့်သွားမှာလို့ဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကထိုထိုသုတ်တံတွေမှာဟောထားတဲ့အတိုင်းဝိရိယကိုနိဗ္ဗာန်ထီအောင်သွားရမယ်လို့ဒီလိုပြောနီကုံဒါကြောင့်မို့တရားချစ်ခင်တော်စင်ပြိတ္တအပေါင်းတို့ဒီကနေ့ဝိရိယတန်ဘောစဉ်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောပြထားတာဖြစ်ပါတယ်။နတ်ဖန်ကျန်တဲ့ဘောစဉ်တွေပြီးလိမ့်မယ်လို့ညွှန်လင်းပါတယ်။အဲဒီဘောစဉ်တရားဆိုဒီမှာဘောဓိအင်္ဂါဆိုတဲ့စကားလုံးကိုကြည့်ရင်ကိလေသာတိဟုသောအိပ်ပျော်ခြင်းကနိုးထဖို့ သစ္စာ၄ပါးအမှန်တရားကိုသိဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုရဲရှင်းအပြည့်တဲ့ဒီတရား၇ပါးအဲ့ဒီတရား၇ပါးရဲ့အစိတ်ပိုင်းအင်္ဂါအစိတ်ပိုင်းတွေကုသဏ္ဍမှာဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးဝိရိယတန်ဖိုးစဉ်မိမိတန်မိမိတန်တန်မှာဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့တည်း